အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဆရာကြီးဒေါက်တာနာနာမာလာပြင်ဝင်သားရဲ့အာ sorry ပါသူရရဲ့ဖတ်တင်တာအဲ့ဒါဖြစ်ဘာသာစကားနိုင်ငံရေးနဲ့အစီအပြာဆိုင်ရာအယူအဆများဆိုတဲ့တဘိုးတန်စာစင်ကထုတ်ပေးထားတဲ့စာအုပ်ကိုဆက်ပြီးဖတ်ပြမှာဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ တဘောတန်စာစင်မှာထောင်ဝင်ရှိသူများအားလုံးနဲ့ဆိုင်ရည်သူဆက်စန်းစားဆောင်မီနဲ့ဤဖြတ်သူဆ iam ဘီရိုထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်ဒီဆက်ပြီးဖတ်ပြမယ့်အပိုင်းမှာတော့လူတို့ကြားကနိုင်ငံရေးဟောပြောချက်များနဲ့လူတို့အမြင်များကိုပြည့်ရစင်ချင်းဆိုတာဖြစ်ပါတယ်လူတို့အမြင်ဆိုတာဟာဒီနေ့ခေတ်မှာအရေးကြီးတာပါတယ် ဒါကြောင့်မလို့မြောက်ကိုရီးယားရုရှားအမေရိကန်တရုတ်နိုင်ငံအားလုံးကဒီမိုကရေစီဆိုတာကို တွင်တွင် သုံးလာကြပါတယ်။ပြည်သူသဘောပြည်သူရဲ့မန်ဒိတ်ဆိုတာကိုအကြီးအကျယ်သုံးကြပါတယ်။ဒုတိယအခန်းကဏ္ဍဟာရှေးဘုရင်စနစ်ထဲအများကြီးရှေ့ကိုရောက်လို့လာပါတယ်။သို့တော်လည်းလူတို့ဆိုတာကအမြဲတမ်းပဲ enlightenment enlight enlightened ပေါ့နော်ဉာဏ်လင်းပွင့်တဲ့သူတွေနဲ့တိဆောက်ထားတာမဟုတ်ပါဘူး။ တော့ stress ဆောင်ရတာဖျားယောင်စီယုံလို့ရတာတွေရှိတာပေါ့မြန်မာနိုင်ငံမှာဆိုရင်လည်းရိုဟင်ဂျာဂျီနိုဆိုက်ဖြစ်တဲ့အချိန်လူလူထဲမှာနိုင်ငံရေးဟောပြောချက်တွေရှိပြီးတော့ထည့်ပြီးတော့လူလူအမြင်ကိုပုံဖော်ခဲ့ကြတာတွေရှိတယ်နိုင်ငံရေးဟောပြောချက် political discourses တွေတံခါလည်းအလွန်ကိုရေးပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့ຫນွေဥဒေါ်လာရေးမှာဆိုရင်လည်း Federal Democracy အတောင်းလို့ ိုင်ငံရေးဟောပြောချက်တွေကလည်းလူထုက Federal Democracy ဆိုတာဘာလဲလို့တိတိကျကျမသိပေမဲ့လို့ Federal Democracy လိုအပ်တယ်လို့ယုံကြည်သိမြင်လာကြတယ်။နိုင်ငံရေးကောင်းဆောင်တွေနဲ့သူတို့ရဲ့ discourse တွေက လူထုအမြင်ကိုတကယ်ပဲသိရမှုရှိတာပါပဲ။အမေရိကန်မှာပထမဆုံးဖွဲ့စည်းပုံရေးခဲ့တဲ့ founding fathers တွေကဒီမိုကရေစီအထူးသဖြင့်တိုင်းရိုက်ဒီမိုကရေစီရေးကိုတိုက်မြင်ခဲ့ကြပါဘူးအဖွဲ့မိန်ခွန်းတွေမှာတောင်းပါပဲဒီမှာဒီနိုင်ငံထဲမှာဒီမိုကရေစီတည်များနေတယ်ဆိုတာမျိုးတွေကိုသူတို့ပြောခဲ့ကြပါတယ် Federalist စာဆောင်တွေထဲမှာလည်းအများအနိုင်ရခြင်းရဲ့ဖြစ်နိုင်တဲ့စိုးကျိုးတွေကိုအများကြီးဆွေးနွေးခဲ့ကြတယ် Benjamin Franklin ကိုအမျိုးသမီးတူက ကျမတို့ကိုဗာပေးတာလဲလို့ပြီးတော့သူကခင်ဗျားတို့သာထိမ့်သိမ့်နိုင်မယ်ဆိုရင်တော့ Republic ပေါ့ဗျာလို့ဖြေခဲ့မှုပါတယ်ဒါပေမဲ့ဒီနေ့မှာ American ကို Republic အနေနဲ့လူသိတာထက်ဆိုရင် Democracy လို့လူသိတာကပိုများပါတယ်ဒါက discourse တွေရဲ့အာသာချက်ဖြစ်ပါတယ်တဘောတူမှုကိုစိုက်ယုံကထုတ်တယ်လို့ထုတ်လို့ကြတယ်။ Edward S. Harman နဲ့ Norman ်ခုံစကီရဲ့ manufacturing consent ဆိုတဲ့ဆောင်းမှာလူမှုကြားတဲ့တရင်ဖြန့်ဝေတဲ့ media institution တွေဟာဖြူတယ်တွေမဟုတ်ဘဲနဲ့အာဏာနဲ့တရားဝင်မှုစက်ကြောင်းတွေကိုဖြန့်ချပြီးလူတွေရဲ့သဘောတူညီမှုတွေကိုထောက်လုပ်ကြတယ်လို့ရှိပါတယ်။အထူးသဖြင့် American နိုင်ငံရဲ့ media တွေကသူတို့တွေရဲ့ပုံစံတွေကြောင့်အထက်တန်းလူတန်းစားတွေရဲ့အမြင်တွေကိုစုစည်းဖြန့်ချတဲ့နေရာတွေဖြစ်လာတယ်လို့ ဆိုပါတယ်ဒီစာအုပ်က1988ခုနှစ်မှာထုတ်ဝေတာဖြစ်ပါတယ်သူတို့ရဲ့မြန်မာနောက်တိုင်းမီဒီယာတွေကလွတ်လပ်တယ်တွင်လင်းတဲ့မီဒီယာတွေအနေနဲ့ပြောကြသလိုမီဒီယာဟာသတင်းအချက်အလက်တွေကိုအခြေခံပြီးနိုင်ငံရေးဆုံးဖြတ်ချက်တွေကိုပြည်သူတွေချမှတ်နိုင်ဖို့လုပ်တယ်လို့ပြောပေမဲ့တကယ်တမ်းအချက်၅ခုကိုဖျက်ရပါတယ်ဓမ္မအကန့်အသတ်ကမီဒီယာတွေကိုပိုင်တာက corporation ကုမ္ပဏီကြီးတွေဖြစ်ပါတယ်။သူတို့ရဲ့အဆုံးအတတ်ကအကျိုးမြတ်တာဖြစ်ပါတယ်။ဒုတိယကတော့ကြောင်ညာရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။လူကြီးများမှသာကြောင်ညာတွေကရမှာ ဖြစ်တဲ့အတွက်လူကြီးများမဲ့လမ်းကိုရှောက်ရမှာပါတဲ့။တတိယကတော့အစိုးရဟာမီဒီယာကိုဘယ်လိုကစားရမလဲဆိုတာကိုကောင်းစွာနားလည်ပါတယ်တဲ့။ ဘလို့ channel လစ်တွေကိုဘလို့နေရာကိုပို့ရမလဲဆိုတာကိုအစိုးရနဲ့ corporation တွေကသိကြပါတယ်။ဈေးထားတဲ့လမ်းကနေချော်ထွက်သွားမယ်ဆိုရင်ဘေးပို့ခံရမှာက structure အကန့်ဖြစ်ပါတယ်တဲ့။နောက်ဆုံးပြင်စမအကန့်ကရန်သူ ဖော်တာဖြစ်ပါတယ်တဲ့။ community ward အကျန်းဖက်သမားတွေရွှေ့ပြောင်းလာသူတွေကိုရန်သူတွေဖြစ်နေပုံဖော်ခြင်းအပြင် လူတွေရဲ့သဘောတူလက်ခံမှုကိုတိစောက်ပါတယ်လို့ရှိပါတယ်။ ဒီနောက်မှာဟုတ်တယ်လို့ထည့်ပြောခြင်းတည်းရဲ့နော်ဟိုထင်ထရမ့်ဒီရွှေပြောင်းလာသူတွေကိုရန်သူဖြစ်နေသူစပြီးတိုက်ခတ်ရာနေသူ့ရဲ့ဟိုဟာကိုတိဆောက်ပိုက်တာပါပဲရုပ်တရက်ကြည့်မယ်ဆိုရင်အာနာပိုင်းတွေတထွေးတွေကို မီဒီယာတွေကဝေဖန်တင်ပြတယ်လို့မြင်ရပေမဲ့အဲ့ဒီတင်ပြမှုတွေကတခြားသောအထက်တန်းလွှာတွေရဲ့အာဂျန်တာတွေဖြစ်တတ်တယ်လို့ထောက်ပြပါပါတယ် ဒီလိုပြောလို့ mass media ကိုမယုံရရင် social media ကယုံရသလားမေးကြပါပဲဒါလည်းမယုံရပါဘူးမြန်မာနိုင်ငံမှာ Rohingya မျိုးတုံးတတ်ချိန်တုန်းက Facebook ကနေသတင်းမှားတွေဖြန့်ပြီး genocide ကိုတရားဝင်အောင်လုပ်ခဲ့တာမှတ်မိရင်ဘယ်လောက်ကြောင်းကြောက်ဖို့ကောင်းတယ်ဆိုတာမြင်ရပါလိမ့်မယ်။လက်ဆက်တရားစုမှာသတင်းအချက်အလက်ကိုလိုသလိုပြုပြင်ပြီးလူထုကိုလမ်းချပေးတာဟာနိုင်ငံတွေရဲ့နယ်နိမိတ်တွေပါတင်ဖြစ်တာမဟုတ်တော့ပါဘူး။ နိုင်ငံတကာနဲ့ပယ်မှာပါလူတွေအမြင်ကိုထိန်းချုပ်ဖို့ကြိုးစားတာတွေတွေ့ရပါတယ်။ဒီတဲကအရေးကြီးတဲ့ချက်တစ်ခုကတော့ cognitive welfare လို့ခေါ်တဲ့အသိဉာဏ်ကနေစိတ်ကိုပေါ်ဆောင်တာပါ။တိတာရာတစ်ခုပြရရင်ရုရှားကနေယူကရိန်းကိုဝင်တိုက်တဲ့ကာလမှာရုရှားမီဒီယာအကောင့်တွေတိုးလာတာမျိုးဖြစ်ပါတယ်။ဒါကိုနိုင်ငံအများစုကအသုံးချပါတယ်။ဝေမခံတာပဲရှိပါတယ်။တခြားနိုင်ငံကပြည်သူလူထုတွေကိုအာဂျင်နာတစ်ခုကိုလိုက်နာဖို့ လက်ခံဖို့အတွက်နိုင်ငံကြီးတွေကဒါကိုလုပ်ကြပါတယ်စစ်တွေတိုက်ရင်ဝိဝါဒတွေကွဲအောင်တိုက်ချင်းစိတ်တွေပြတ်အောင်ဒီကနေလုပ်ပါတယ်စစ်ဟာမြေပြင်ရေပြင်လေထုအာကာသတွေပကပဲနဲ့လူအုံနောက်ထဲထိရောက်လာပါပြီလူတွေရဲ့စိတ်ထဲကလက်ခံမှုကိုစက်ရုံကကုံထုတ်ပစ္စည်းထုတ်တယ်လို့ထုတ်နေကြပါတယ်အာယုံထွေပြားစီရန်ပြူဟာများမတူတာကိုတင်းတူစီတာဟာ သစ္စာပါဝါဓမ္မတရားဖုတ်ပါဘူးဒါပေမဲ့နိုင်ငံရေးမှာတော့ကိုယ်အတိတ်ပဲဖွင့်ဆိုချက်တွေဟာလောကဓမ္မလို့ရှုမြင်ပြီးမတူတဲ့တစ်ဖက်အမြင်တွေကမိစ္ဆာအယူတွေလို့ဟောပြောတတ်ကြပါတယ်ဒီလိုပြောပြီးတစ်ဖက်သူရဲ့ကိုကျင့်တရားချက်ကိုယ့်ရဲ့ကိုကျင့်တရားဟောပြောချက်ကမြင့်မြတ်ကြောင်းအလန်ထောင်ကြလို့ကိုယ့်အသိလူများအောင်ကြံဆောင်ကြတဲ့အခါတစ်ဖက်လူရဲ့ဟောပြောယူဆချက်နဲ့အနည်းစားဆုံးတူတာတစ်ခုကိုရှားကြံပြီးတူတယ်လို့လောက်ကြတာတွေတွေ့ရတတ်ပါတယ်ဒါဟာလည်းနီးစနစ်တစ်ခုပါပဲ။ အထိပ္ပာယ်ကိုဖုံးကွယ်ဖို့ကြိုးစားတဲ့အခါဘာသာစကားတွေကအလွန်အရေးပါပါတယ်။ဒီလိုမျိုးသုံးတဲ့အခါနီးစနစ်ပုံစံ၅မျိုးလောက်တော့လောလောဆယ်တွဲမိပါတယ်။ဒရမတဏီကဝိယောရီဖြစ်တဲ့စကားလုံးနှလုံးကိုတွဲဆက်သုံးဆွဲတာပါ။ဥပမာနိုင်ငံချင်း community patriotic community ဆိုတာမျိုးပါတကယ် community တွေက international စဉ်းစားချက်ကိုအတိမအမြင်နဲ့ကြည့်ကြတာဖြစ်ပြီးနိုင်ငံတစ်နိုင်ငံနဲ့အပေါ်မှာအမြင့်ဆုံးသစ္စာပေးတာမျိုးမဟုတ်ကြပါဘူး။ ဒုတိယနေ့ကတာဝန်ခံရမှာကိုရှောင်ရှားဖို့အပြစ်တင်တဲ့စကားနဲ့တွဲသုံးတာပါဥမာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူ illegal immigrant ဆိုတဲ့အတောင်မျိုးဖြစ်ပါတယ်လူအခွင့်အရေးတွေကိုဖောက်ဖျက်ပြီးရင်အလောက်ခံရတဲ့သူတွေကိုအပြစ်တင်တဲ့အချိန်ဆိုဒါမျိုးသုံးကြပါတယ်တတိယနေ့ကစိတ်ခံစားချက်ကိုလက်ပြပုံဖော်ဖို့မာယာနဲ့ပြည့်ရတဲ့နောက်ပေါ့ဥပမာအစွန်ရ feminist day practical feminist day လို့အမည်တကူတက်လာပြီးတော့လူတွေကိုလန့်သွားအောင်လုပ်တာမျိုးဖြစ်တယ် ရှောင်းရနီးကလေးနှံ့မှုကိုဖော်ပြီးတုံ့ဆွဲတာဖြစ်တယ်။ဥမာအားဖြင့်မရည်ရွယ်သောထိခိုက်မှုများ collateral damage ဆိုပြီးတောင်းတာမျိုးပါ။ပြည်သူထိခိုက်တာကထိခိုက်တာပဲဖြစ်ပါတယ်။ယုတ်တိဆက်ဆက်ပြလည်းခံရသူကဒီတိုင်းပါပဲ။ American မှာ1921ခုနှစ်က Oklahoma ကလူမဲတွေရဲ့နေရာကိုလူမျိုးတွေဝင်ပြီးဖျက်ဆီးတာတတ်ဖြတ်ခဲ့တာတွေကိုအရင်တုန်းကစာအုပ်တွေမှာ ကျုပ်လာ race riot ဆိုပြီးတော့ကျူးကျော်မှုကို invasion ဒါမှမဟုတ်လူတက်ပွဲဆိုတဲ့အစားတောင်းချမ်းမှုဆိုတဲ့စကားလုံးကိုအစားထိုးပြီးတော့ဖျော့တော်စီတာလဲဒီနမူနာပါပဲပြင်စမားချက်ကတော့ပေါ်ရုံးကပြောခဲ့သလိုပဲမတူတာကိုကြောပြောခံရတာပါဥမာပြီးနေခံရလို့ကို့ဘဝနေနည်းအတွက်ကိုပြန်တော်လန်တာကိုမှဖက်စစ်လို့ပြောခံရတော့မျိုးပါနောက်ဝါရဖြတ်တဲ့အခါမှာလဲဝဟာရတွေကိုအတုံးချတယ် ဝါရဖြန့်တာကို institutional ဖွဲ့စည်းတိုင်းကလုပ်ကြပါတယ်ဝါရဖြန့်တယ်ဆိုတာလည်းလည်းပြောရရင်လူတွေကိုကြက်ကြလက်ကြယုတ်တိခြေခံစရာမလိုတဲ့ယုံကြည်ချက်တစ်ခုဖြစ်နေမြင်အောင်ယုံအောင်လုပ်တာပါပဲအုပ်ချုပ်သူတွေကပြည်သူတွေကိုသူတို့လူချင်းနဲ့ပုံစံသွင်းပွားရဖြန့်ကြတယ်စစ်တေတွင်မှာဆိုရင်ကိုယ့်ဖွဲ့ကိုယ့်ဘက်လူများရေးတိုက်တွန်းကြတဲ့အခါတွင်တွင်ကြီးကိုပဲဝါရဖြန့်ကြပါတယ်ရှေးပရိသရိတွေကဆလုံးလက်ရှိ အထိုင်ကျနေတဲ့ ီမြန်မာစစ်တမ်းနဲ့အာဏာရှင်တွေဟာသာသနာပြုမေကမင်းမြတ်ပုံစံတွေဘုရားလောင်းဆန်ဆန်ဇက်တွေလုပ်ပြတာလေဟောရဖြန့်တာပါပဲဇက်ချောင်းတွေကိုလွှဲခြင်းနဲ့ကာဘာသာစကားကိုသုံးရပါတယ်တကယ်ဖြစ်ခဲ့တဲ့တမိုင်းချောင်းတွေကိုတာဝန်မခံဘဲနဲ့ historical impunity ကိုယူခြင်းတဲ့အခါမှာတမိုင်းကိုလူထုတွေမေ့စေခြင်းတဲ့အခါစကားလုံးတွေသုံးပါတယ်ဥမာပထမမြန်မာနိုင်ငံ ဒုတိယမြန်မာနိုင်ငံတတိယမြန်မာနိုင်ငံတော်ကြီးဆိုတာတွေဟာရေသရိုင်းနိုင်ငံတွေဖြစ်တဲ့ဒီနေ့ခေတ်မော်ဒန်မျိုးသားနိုင်ငံလိုနိုင်ငံတွေမဟုတ်ဘူးတနာဆက်နိုင်ငံစည်းနဲ့နယ်မြေတွေဖြစ်တယ်။နယ်မြေတသက်ပတ်မှန်ရှိတဲ့ခေတ်သစ်မျိုးသားနိုင်ငံတွေဟာမော်ဒန်ဉာဏ်လင်းပွင့်ခေတ်ဥရောပကနေမှထွန်းကားတာပါ။ဒါတွေကိုပထမဒုတိယတတိယမြန်မာအင်ဖာရာတွေဖြစ်လူလူကြပုံဖော်တာကကိုလိုနီခေတ်မှာဝင်တာရုနုရန်ကီတာစိတ်ထွန်းကားစီခြင်းလို့ ဝန်မြင်နယ်ကမြန်မာပြည်မှာဆုံမျိုးသားအကြောင်းရဲ့အကြောင်းအကြီးဘီဥပါတန်ចောင်းစာထဲမှာထည့်တင်ခဲ့တာပါဒီလိုပဲမြန်မာနိုင်ငံမှာဗမာနိုင်ငံရေးသမားတွေနဲ့စစ်အာဏာရှင်တွေဟာတမိုင်းဆက်ဆက်ကိုနိုင်ငံရေးနဲ့ရှင်လို့ပြင်ရေးခဲ့ကြတယ်နိုင်ငံရေးသမားတွေကတာဝန်ခံရမှာကိုရှောင်ကြည့်ရင်အပေါ်ကဆွေးနွေးခဲ့တာလိုပဲသက္ကလုံတွေကိုတွဲဆက်တာမျိုးမလုပ်ဘဲနဲ့ဆက်ចောင်းဆက်အိမ်ကနေဒါမှမဟုတ်အုပ်စုကိုအမြင့်တက်တာတွေကနေလဲရောချတာတွေအပြစ်တင်တာတွေလုပ်တတ်ကြပါတယ် မြန်မာနိုင်ငံမှာဆိုရင်လည်းပင်လုံကိုတာဝန်မခံခြင်းတဲ့သူတွေကပြည်သူ့ကိုမတနာဘူးလားဒီမိုကရေစီမကြတဲ့စစ်ဘင်းစတဲ့ဆိုရင်လည်းခံရတဲ့သူတွေကိုပြန်ပြီးအပြစ်တင်နဲ့ victim blame လုပ်ကြကြပြန်ပါတယ်လူတွေရဲ့သဘောတဘာဝကကိုကိုကိုတရားမျှတမှုရဲ့ကိုယ်စားလှယ်လို့ရှုမြင်တတ်ပြီးတမက်ကမတူညီသူတွေကိုတော့မကောင်းမှုပြုတဲ့သူတွေလို့ကြည့်တတ်ကြပါတယ် အဲ့ဒါကိုကောင်းကောင်းသုံးချနိုင်တဲ့သူတွေဟာပြည်သူစိတ်နဲ့ဒုဒုဆန္ဒကိုကောင်းကောင်းကုန်ကင်တွေပုံဖော်ပြီးနိုင်ငံရေးကိုကစားတတ်ပါတယ်။ဒုဒုကဒါတွေကိုသိရင်တိတ်အကျိုးရှိတဲ့ရှောင်နိုင်ပါလိမ့်မယ်။ယုံကြည်မှားများဘာသာစကားကနေ ယုတ်တိအမားတွေကိုတိဆောက်ဖို့လဲလောက်တတ်တာတွေရှိပါသေးတယ်။ဒုတိယစိတ်ဓာတ်မှာတကယ်မမချာချာယုတ်တိရှိရှိဒသနဆန်ဆန်တွေးတာမျိုးတွေမလုပ်ဘဲနဲ့တော်ယုံလဲတွေးပြီးတော့ယုတ်တိကိုကြော်ချလိုက်တာမျိုးဖြစ်တတ်ပါတယ်။ဥမာလူမျိုးကြတွေပြောတဲ့ဇာကားကိုမယုံနဲ့ဆိုတာမျိုး။လောကမှာအဖြစ်နဲ့အမှန်နှမျိုးပဲရှိနေဆိုတာမျိုး။အဖြစ်အားလုံးအလယ်မှာပဲရှိရမယ်ဆိုတာမျိုး။ဒါတွေကယုတ်တိအမားတွေဖြစ်ပါတယ်။ယုတ်တိမှာပုံစံမျိုးစုံရှိတာမျိုးအတွေးကလမ်းမချော်ချင်ရင်တော့လေ့လာသင့်ပါတယ်။ ယုတ်တိမာတချို့ကိုတော့ဖော်ပြပေးပါမယ်တချို့ယုတ်တိအမတချို့ကတော့อืมဒီလူစကားဆိုမှားပြီးသားပဲလို့ပြောလိုက်တာမျိုးသူကဆရာကြီးပြ PhD ရထားတာလေအဲနာတို့ငယ်ငယ်တော့ကဆိုရင်ဆိုတာမျိုးပေါ့နောက်တနာဆရာလေးနော်ကြည့်ပါဦးအပြစ်ကင်းပါပါနောက်အဲအမ ्या မိုးခိုင်းရင်တောက်ဖို့လိုတယ်အမ ्या ညီဤကြွက်ဖြစ်တာပဲ လူတိုင်းတော့နေလူတိုင်းလောက်နေကြတာပဲလေစသဖြင့်ပေါ့နောက်ရှင်းထုံးလည်းမပင်နဲ့နော်နောက်ဘာမှပြုပြင်ထားတာမရှိပါဘူးတဘာဝပဲကောင်းနေဒီလိုမျိုးနေပေါ့နောက်တက်တည်မပြနိုင်မရှိဘူးမရှိရင်တက်တည်မပြနိုင်ဘူးအဲ့ဒါလည်းသဘောတရားအတူတူပဲပေါ့ဆိုတာမျိုးပြောတာလေနောက်ရှင်နဲ့မဲနှစ်ခုပဲရှိတာမနဲ့မဲနှစ်ခုပဲရှိရတာမျိုးပြောတာအဖြစ်ဆိုတာလည်းမပဲရှိရမယ် ခဲခြားပြီးပြောရခက်ပါတယ်အတူတူပဲလို့ပြောရမှာပေါ့ပေါ့နော်ဒီလိုမျိုးအဲဒီယုတ်တိအမားတွေ ਨੇ ကန့်ညီတိုင်းနဲ့မားတာမဟုတ်ဘူးပေါ့နော်တိုက်တာရမယ်ပေတယ်လို့တတ်မှတ်ကြည့်ဖို့ပါပဲဥမာသူကဆရာကြီးပဲအတွေ့အကြုံရှိတယ်ပန်မာပေါ့လို့ပြောလိုက်ရင်တော့ဒါယုတ်တိပါပဲအတွေ့အခေါ်အတွက်ထောင်ကြဖြစ်တာမဲ့တကယ်တမ်းကသူလဲမှန်ကျင်တော့မှန်နေနိုင်တယ်ဆိုလိုတာကအဲအတင်းမယုံမဲနဲ့သတိပြုလိုက်ဖို့ဖြစ်တယ်နောက်ပြီးဆက်လက်ပြီး တင်လာဖို့လိုတယ်လို့တတိထားရမှာဖြစ်တယ်။နောက်ထွေပြားဝေဝအောင်လောက်ခံရတဲ့ဟောဟာရာလေလူမှုရေးလူမှုဖွံ့ဖြိုးရေးနဲ့ကွန်မြူနတီဆိုရှယ်နင်းနဲ့ကွန်မြူနတီဟာမကြာခဏရောပြောခံရတဲ့ဝါဒနှစ်ခုဖြစ်ပါတယ်။တောင်ယုံလူတွေကလည်းဘာတွေကလဲဆိုတာကိုတိတ်တတိမထားမိတိတ်မတွေးမိပါတကယ်လို့ social link အမြင်ဆိုတာက community အမြင်မပေါ်ခင်ကတည်းကရှိနေပြီးသားလောကအမြင်ဖြစ်ပါတယ် ကွန်မြူနစ်ပါတီရဲ့ကြောင်းညာစာတန်းကိုကာမတ်စ်ကရေးပြီးတဲ့နောက်ပိုင်းကာလတွေမှာတော့ကွန်မြူနစ်ဆိုရှယ်လစ်လို့ပြောရင်မာက်စ်ကိုလူသိပြပါတယ်။မာက်စ်ကိုတိုင်းကဆိုရှယ်လစ်ဆိုတဲ့အတောင်းတောင်းကိုတိတ်မတောင်းဘူး။ကောတာအစီအစဉ်ကိုဝေဖန်ရမှာတော့ဆိုရှယ်လစ်ပါတီကိုဝေဖန်တော့လုပ်ခဲ့ပါတယ်။မာက်စ်အလွန်ကာလမှာတော့ရုရှားဒေါ်လာရေးကနည်းနည်းပုံစံပြောင်းသွားတယ်။မာက်စ်ရဲ့စဉ်းစားချက်မှာ အောက်ခြေကလာတဲ့ဒေါ်လာရေးကိုမြင်ရခဲ့ပေမယ့် ရုရှားမှာတော့အထက်ကနေအောက်ဖက်ကိုရောက်သွားတဲ့တော်လှန်ရေးကိုပိုတွေးလာကြတယ်။ဘော်ရှေဗစ်ပါတီတည်ထောင်တဲ့အခါဒါကပိုခိုင်မြဲလာတယ်။လီနင်းနေနဲ့ကွန်မြူနီအစင်းနိုင်ကာလကိုဆိုရှယ်လစ်ဆိုတဲ့ပုံစံအနေနဲ့သုံးစွဲခဲ့တာကိုမြင်ရပြီးတော့ကွန်မြူနီစစ်စစ်အစင်းမြန်ခြင်းတွေကိုမတော်နိုင်သေးခင်ဆိုရှယ်လစ်ခေတ်အခြေအနေကိုဖျက်ဆီးရမယ်လို့သုံးသပ်ခဲ့ပါတယ်။ နက်ဝဲဘက်မှာ community နဲ့ social link အယူဆတွေရှိနေတယ်လို့ပဲဒုတိယကမ္ဘာစစ်နဲ့စီးပွားပြက်ကတ်တွေလွန်မှာကမ္ဘာဟာအရင်ရှင်စနစ်ကိုသွားရတာအဆင်မပြေနိုင်ဘူးလို့မြင်လာတာရှိတယ်။ဒါကြောင့်လူတွေမှာလူမှုဖွလုံရေးကိုနိုင်ငံတော်ကအတိုင်းအတာတစ်ခုတည်ဝင် လုပ်ပေးရမယ်ဆိုတဲ့အမြင်လည်းထွန်းကားလာပါတယ်။ CAK မှာတော့ Renary Gen နဲ့ Margaret Thatcher တို့ဦးစီးပြုတဲ့ Neoliberal ဝါဒလည်းပေါ်လာပါတယ်။ဒီမှာလူမှုဖွလုံရေးအမြင်နဲ့ဈေးဝယ်အမြင်တွေပေါ်တာမှုရှိလာပြီး လူမှုဖော်လုံရေးအစီအမံတွေကို social link community စနစ်တွေလို့သတ်မှတ်တာအကြောင်းလာရတာပါပဲဒီနေ့ခေတ် American ရွေးကောက်ပွဲမှာညင်ခုံဆွေးနွေးတာတွေကိုနားထောင်လိုက်ရင် Democrat Party ဘက်က Social Liberal Party နဲ့ Social Democrat Party တွေကို Republican Party ဘက်က Socialist တွေလို့ခေါ်တာမျိုးခဏခဏကြားရပါတယ်ပြီးခဲ့တဲ့ရွေးကောက်ပွဲတော့က Bernie Sanders ဟာသူ့ကိုယ်သူ Democratic Socialist Party ဆိုပြီးပြန်ရမှာတော်တော်လေးခေရောက်ခဲ့ပါတယ် ။ဒီပြိုင်ထဲမှာပဲတိုးဆောင်စကန်ဒီနေဗီးယားနိုင်ငံတွေကို social literacy လို့ပြောလိုက်ရင်ဒိမတ်တန်မတ်ကကျုပ်တို့က social literacy ဖောက်ပါဘူးဆိုပြီး ရှင်းလင်းတာတွေလုပ်လိုက်ရပါသေးတယ်။ conservative ဝါဒနဲ့အာဏာရှင်ဝါဒ conservative လို့ပြောလိုက်တာနဲ့မြန်မာပါပဲဖြစ်ဖြစ်ကမ္ဘာ liberal နိုင်ငံဒီမှာပဲဖြစ်ဖြစ်တောက်ပြန်ဆွဲတဲ့ရွှေရိုးဝါဒီ traditionalist တွေလို့ခောက်တွေးလိုက်တာကိုမြင်ရတတ်တာစိတ်မကောင်းဖြစ်စရာပါပဲတကယ်တော့ conservative ဝါဒဟာမအောင်မြင်တဲ့ဒေါ်လာရေးတွေကိုကြည့်ပြီးဖြည်းဖြည်းသက်သာလောက်ကြပါလို့လမ်းသတိပေးရကနေပေါ်လာတယ်လို့ပြောရမှာပါ။အင်္ဂလန်ရဲ့ပြည်တွင်းစစ်မှာဘယင်စနစ်မပြတ်သလိုပြင်သစ်ဒေါ်လာရေးပြီးမှပြင်သစ်ဟာတော်တော်ကိုထိခိုက်သွားပြီးလူတွေတယောက်ပြီးတယောက်ကောင်းဖြတ်ခံကြရပါတယ်။ပြီးတော့နပိုလီယံတက်လာပြီးစစ်ပွဲတွေအများကြီးဆက်ဖြစ်ပါတယ်။ Edmond Burke လို့ conservative အမည်ကတော့ဒါတော်တော်ကိုစင်ပြင်းနေဘူးလူတော်လိုင်းရေးတွေဟာ ဘိုးအာနာကိုဖြိုချဖို့ကြိုးစားရမှာသူတို့ကိုယ်တိုင်ကဘိုးချုပ်ကင်ထားတဲ့အပြောင်းလဲ centralized chain တွေကိုလူလူတဲ့တွင်းချမှတ်တယ်လို့ရှုမြင်ပါတယ်။ဒါဟာကောင်းမွန်တဲ့အလားလားမဟုတ်ပါဘူး။ institution တွေကိုကြည့်မယ်ဆိုရင်အလကလေးတဲ့ကပေါ်လာတာမဟုတ်ဘဲနဲ့လူအတိုင်းဝိုင်းတဲ့ကအုပ်ချုပ်သူအုပ်ချုပ်ကံအာနာရီရဲ့သဘာဝကြားထဲမှာညှိနှိုင်းရင်ပေါ်လာတယ်လို့ conservative တွေကရှုမြင်ပါတယ်။တနည်းပြောရရင် institution တွေဟာအတိတ်ပဲမဲ့လေးတဲ့ကကြာလာတာမဟုတ်ဘဲနဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ရှိနေကြတယ်လို့ပြောချင်တာပေါ့ဒါကြောင့် institution ကိုဝန်ကနေဖြိုချရင်လူ့အတိုင်းဝိုင်းမှာဗျံပရာဖြစ်စဉ်တွေတိုးပွားလာတယ်လို့ conservative တွေကအမြင်ရှိကြပါတယ်ဒါကြောင့်ပြောင်းချင်နေဆိုရင်တပြေးပြေးချင်းစင်ကဲပြအောင်သာလှုပ်တင်တယ်လို့မြင်တတ်ကြပါတယ်ဒီအမြင်ဟာအာနာရှင်ကသာ အာနာရှင်နေအတွက်လည်းခုတာခံတာရှိရင်အမြင်တစ်မျိုးဖြစ်တာဟာညင်းမရဘူး။ရေရှင်မှာအာနာရှင်ကသာညှိနှိုင်းမှုမှာအသာစီးရတတ်ပါတယ်။ဖြည်းဖြည်းပြောင်းရင်တကယ်ပြောင်းလာလည်းဖြစ်ချင်မှာဖြစ်မယ်။တီချာရာကချုပ်ကိုင်းတဲ့အဆင့်တန်းတွေကိုဝုန်းငနဲ့ဖယ်ရှားတာကို conservative ဘာကမကြိုက်ဘူး။ဒါကြောင့် conservative တွေကအာနာရှင်နေဘက်ကယက်တီတယ်လို့အမြင်ခံရတတ်ပါတယ်။ဒီနေ့က American မှာရှိနေတဲ့ conservative တွေဆိုရင် ကန်ဝင် liberal ဘွားဒီတွေဖြစ်ပါတယ်တခိတကာကသူတို့ကတော်လန်သူတွေဖြစ်ခဲ့ပြီးတော့ဒီနေ့ခေတ်တကာဘာလုံးသုံးဆွဲနေတဲ့မြို့သားနိုင်ငံစနစ်ကိုတီထောင်နိုင်ခဲ့တဲ့ဝါဒမျိုးဖြစ်တဲ့သို့တော်လည်းဒီနေ့ခေတ်မှာတော့သူတို့ဟာ conservative နေရာကိုရောက်သွားသူတွေဖြစ်နေပါတယ်။နည်းဆုံးတော့သူတို့ကနေ institution ဟာဘယင်စနစ် fascist စနစ်ကလုံး institution တွေမဟုတ်ဘဲနဲ့ကန်ဝင် liberal institution တွေပါ။ဒါကြောင့်သူတို့ကိုအာဏာရှင်လို့ပြောရတာခက်ပါတယ်။တစ်ဖက်ကလည်း ်အတိမိတ်ဆွေလောက်ဟဝါတွေတွင်နဲ့ social liberal တွေကတော့ conservative တွေကို အာမရှင် လူမျိုးကြီးစိုးရိမ်သမားနဲ့ fascist ဆိုပြီးပြင်းပြထန်တဲ့ဆွေးနွေးတာမကြာခဏကြာရတတ်ပါတယ်ဒီမိုကရေစီစနစ်နဲ့ republic စနစ်ဘန်ဂျမင်ဖရန်ကင်ကဖွဲ့စည်းပုံရေးဆွဲရာကနေထွက်လာတဲ့အခါအမျိုးသမီးတယောက်ကကျမတို့ကိုပါပေးတာလေလို့မေးပါတယ်။ဒီမှာရင်မဲဘန်ဂျမင်ဖရန်ကင်ကသမရနိုင်ငံ Republic ပြခင်ဗျားတို့လိုက်နိုင်ရင်ပေါ့လေလို့ပြန်ပြေးပါတယ်တဲ့။ အမေရိကန်ဖွဲ့စည်းပုံမှာဒီမိုကရေစီလို့ကြီးထားပါဒါအပြင်ဗာဂျီးနီးယားပြည်နယ်အောက်ခြေရမှုကဖွဲ့စည်းပုံရေးတော်မိန့်ခွန်းပြောရမှာလဲကျွန်တော်တို့နိုင်ငံမှာဒီမိုကရေစီတည်နှားနေတယ်လို့ပြောသွားတယ်လို့ဒေးဗစ်ဂရီဗာကပြောတာမှတ်သားမှုပါတယ်အမေရိကန်နိုင်ငံဟာဒီမိုကရေစီချန်ပီယံနိုင်ငံလို့ကဘာကွာလူသိများပေမဲ့အခြေခံဟာဒီမိုကရေစီလားဘင်ဂျမင်ဖရန်ကလင်ပြောတဲ့ Republic ကဘာကိုပြောတာလဲဆိုတာကိုလေ့လာဖို့လိုပါတယ်အမေရိကန်နိုင်ငံရဲ့ရေကောက်ပုံစနစ်ဟာမဲပေးရပြီး ကိုယ်စားလှယ်တွေကအုပ်ချုပ်တဲ့အတွက်ကိုစားပြုဒီမိုကရေစီစနစ်ကျင့်သုံးတာကိုတော့အထူးဝေဖန်ကြမလို့ပါဘူး။ဒါပေမဲ့ American ရဲ့နိုင်ငံရေးစနစ်အခြေခံဟာဖွဲ့စည်းပုံကိုပြန်နာထားပြီး Federal ပြည်ထောင်စုဖြစ်တဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။အစိုးရဒိုင်းရဲ့လောက်ပိုင်းခွင့်ကိုဖွဲ့စည်းပုံမှာကန့်တတ်တဲ့ဖွဲ့စည်းပုံပြန်နာစနစ်ဖြစ်ပါတယ်။ဒီစနစ်မှာလူအများစုကလူနည်းစုကိုနိုင်ကျင့်လို့မရဘူး။ကန့်တတ်ချက်နဲ့အစီအမံတွေပါဝင်တဲ့အတွက် မဲများနိုင်နိုင်တဲ့စနစ်မဟုတ်ပါဘူး။နမူနာပြောရရင်အဲကိုကမဲများပဲမဲ Bush ကတမရဖြစ်ပါတယ်။ Hillary Clinton ကမဲများပဲမဲ Trump ကတမရဖြစ်သွားပါတယ်။နိုင်ငံတော်တော်များများမှာ Democracy တို့ Republic တို့အရန်တုံးပါတယ်။တကယ်တော့ဒီစကလုံးတွေကနာမဝိသေသနာတစ်ခုဖြစ်တဲ့ God ဆိုတဲ့သဘောဆန်ဆန်တုံးနေကြတာ။ရန်ကိုရီးယားတရုတ်အမေရိကန်ဂျာမနီမြန်မာတို့တို့အလုံးတရာကွာခြားလာတဲ့စနစ်တွေကိုကျင့်သုံးတဲ့နိုင်ငံအလုံးဟာ ကိုစနစ်ကိုကိုပြောတဲ့အချိန်ကိုနိုင်ငံအမည်ကိုရုံးစာနဲ့ပြည့်စုံရေးကြတဲ့အခါမှာ Democratic Republic ဆိုတာမျိုးတွေတုံးကြပါတယ်။တကယ်လက်တွေ့လောကမှာဒီနှစ်ခုကိုအပြန်အလှန်ဖလှယ်လို့ရတဲ့ပုံစံနဲ့တုံးနေကြတာဖြစ်တယ်။ဇာကလုံးတွေရဲ့ဆင်းမြေကိုပြန်ကောက်ရရင် Democracy ဆိုတာတာသနာပုံစံ State စိတ်ဒဇာနံပုံစံနဲ့အတွက် ပြည်သူကနေအာဏာနဲ့အုပ်ချုပ်တဲ့သဘာဝကိုရည်ညွှန်းတာဖြစ်ပြီး Republic ကတော့ပုံပြီးမြင်သားတဲ့ပြည်မဟုတ်ရေသရင်မဟုတ်တဲ့ပြည်သူရဲ့ကန့်သတ်မှုကိုခံထားရတဲ့စိုးရနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံအုပ်ချုပ်မှုစနစ်ကိုရည်ညွှန်းတယ်လို့သိနိုင်ပါတယ်။မျိုးချစ်နဲ့ဖက်စစ်စိတ်ချက်မျိုးချစ်ဝါဒဟာဥရီမှာဥရောပမှာလူမျိုးတစ်မျိုးတစ်နိုင်ငံနေကြအောင်ပြုလုပ်ခဲ့တဲ့လှုပ်ရှားမှုလည်းမဟုတ်တယ်လို့19ရာစုကုန်မှာဟစ်လာကိုနိုင်တိုက်ခဲ့တဲ့ဝါဒဟုတ်တယ်လို့ 19ရာစုမှာဟစ်လာကိုနိုင်တိုက်ခဲ့တဲ့ဝါဒလို့ပြောရင်လည်းမှားမှားပါဘူးကို့လူမျိုးတွေဖိနှိပ်မခံစေချင်တာဖိနှိပ်ခံရလို့ကို့ရည်ကျင်းမှုတွေကိုပြန်ပြီးထိန်းသိမ်းကြဖို့စ조사ကြတာကိုတခြားလူမျိုးတွေကိုဖိနှိပ်ချုပ်ချယ်နေတဲ့နာစီဖက်ဆစ်လိုဝါဒနဲ့ရှင်တွဲပြီးပြောတာမျိုးဟာမှန်မှန်ပါဘူးအမျိုးသားရေးဝါဒဟာကမ္ဘာမှာအမြင်မှုအရဆုံးလူတွေကခံစားထိစပ်လို့အရဆုံးနိုင်ငံရေးမြင်ဖြစ်ပါတယ် ပြည်နေချုပ်ချယ်တဲ့အာဏာရှင်တွေကလည်းအဲ့ဒါကိုတုံ့တက်တာစမ်းတကြေတော့မဟုတ်ပါဘူး။ဒါမဲ့နိုင်ငံရေး ideology တွေကိုတိုင်းမှာအဲ့ဒါကိုတုံ့ပြီးလူတွေကိုဖိနှိပ်ပြဿနာရှာခဲ့တာတွေ့ရမြဲပါ။ socialist community တွေကိုအမိခံပြီးမြောက်ကိုရီးယားကောင်းဆောင်ကောင်းဆောင်သူတွေ stalin တို့လိုလူတွေလက်ထက်မှာအများကြီးဒုက္ခရောက်ရပါတယ်။ liberal ဝါရဟာလူတွေကိုယဉ်ကျေးအောင်လုပ်ပေးတဲ့ဝါရလို့အမည်ခံပြီး colony ပြူရာတွေကိုရုပ်တည်ဆက်ဆက်ပေးခဲ့ကြပါတယ်။ ဈေးကွက်စီးပွားရေးမြေခံပြီးတော့ကျုံကလေးလူနည်းစုစတဲ့ပုံစံမျိုးဆောင်ရှိနေတဲ့လူတွေကိုအမျက်ထုတ်တာတွေ့ရနိုင်ပါတယ်။မေတ္တာငြိမ်းချမ်းရေးပါတာရေးမြေခံပြီးအချင်းချင်းတက်ဖြတ်နေတာလည်းတွေ့ကြုံကြရပါတယ်။နိုင်ငံရေးတွေးခေါ်ဟာတုံးတဲ့သူတွေကကောင်းတက်လောက်ပဲအလုပ်ဖြစ်တာဖြစ်တယ်။ဒါပေမဲ့ဒီနေ့ခေတ်နိုင်ငံရေးမှာပြိနေခံရလို့ကာကွယ်ကြတဲ့လူမျိုးရေးအတွက်တွန်းလှန်ကြတဲ့သူတွေကိုတော့ conflation လောက်ပြီးဖက်စစ်လို့ခေါ်တာမျိုးတောင်ကြားရတတ်ပါတယ်။ တော်လိုင်းရင်သမားနဲ့ကျန်းဖက်သမားစစ်တပ်ကလက်နက်ကင်တော်လိုင်းရင်သမားတွေကိုအမြဲတမ်းစစ်သွေးကြွအနေနဲ့ပုံဖော်လာတာပါအခုမှလည်းမဟုတ်ပါဘူးအမြဲတမ်းလည်းဒီလိုပဲတိုင်းသာတော်လိုင်းရင်ကိုလိုနီခေတ်တော်လိုင်းရင်ခေတ်ဆက်ဆက်မှာတွေ့ကြရတာပါပဲမြန်မာနိုင်ငံမှာမှဖွဲ့ဘူးတခြားနိုင်ငံတွေမှာလည်းတွေ့ရပါတယ်အရင်ပြန်မေးရမယ်မေးခွန်းကတော်လိုင်းရင်ဆိုတာပေါကလာဒိတ်တန်လားဓမ္မဒိတ်တန်လားဆိုတာပါကိုကတော်လန်ဖို့လိုတယ်ဆိုပြီးစူးစီးကြတဲ့အခါမှာလူများကြီးမကြင်မနဲ့လမ်းပေါ်တက်ကြ အုတ်ချုပ်ရီအုတ်ချုပ်ရီရန်ရားကိုရဆိုင်အောင်လုပ်ကြတာဟာတော်လန်ရေးလိုပြင်ရလွယ်ပါတယ်။သို့တော်လည်းပဲနိုင်ငံရေးအမြင်အဖြစ်ကဒီလူအုပ်ထဲမှာကိုဒူရာမျိုးတော်ခေါင်းနေပါဘူး။ကျွေးတော်တန်ရပြည်သူအာဏာပြည်သူပြန်ပေးလို့ကျွေးကြော်နေတဲ့အချိန်မှာတော့ပြည်သူဆိုတာအတိတ်ပဲဖွင့်ဆိုချက်ကွာဟတာကိုတွေ့ရပါလိမ့်မယ်။ဒီတော်လန်ရေးသမားတွေရဲ့မှာခုခံမှုကိုပဲအစဉ်အထိတော်လန်မှုကိုပဲဒီသွားကျင်လဲဆိုတာနဲ့ပတ်သက်ပြီးကြွားချပါတယ်။ ခင်းဆက်ဆက်နိုင်ငံမျိုးမျိုးကအုပ်ချုပ်သူနဲ့ဆိုရဆက်ဆက်ဟာတော်လန်ကြီးသမားတွေကိုအကြမ်းဖက်သမားတွေဆိုပုံဖော်ထားကြတယ်။အရင်တုန်းကမြန်မာပြည်မှာလည်းနိုင်ငံရေးသမားတိုင်းသားတော်လန်ကြီးသမားတွေအဖွဲ့တွေတိုင်းသားတော်လန်ကြီးသမားတွေကအကြမ်းဖက်နေတယ်ဆိုပြီးပုံဖော်ခံကြရတာပါပဲ။ဘာသာမဲ့နဲ့လူစုလူမမြန်မာနိုင်ငံမှာမြန်မာစကားမှာလူတယောက်ကစိုးရင်ပိုက်ပြီးဆိုဘာသာမဲ့လောက်กว่าဆိုတာမျိုးမေးမြန်းတတ်တာမျိုးကြီးကြားဘူးကြားဖတ်ဘူးကြားမယ်ထင်ပါတယ်။ ယဉ်ကျေးမှုအပြင်ဘာသာတရားဟာလူတွေကိုယဉ်ကျေးအောင်သုံးသပ်နိုင်တယ်။ဒါကြောင့်ဘာသာမဲ့ဆိုရိုင်းဆိုင်တွေလူအတိုင်းအဝိုင်းကိုဖြတ်စည်းမဲ့သူတွေလူသဘောမျိုးနဲ့ပြောဆိုတတ်ကြတယ်။ happy ပုံစံ emo ပုံစံဝိစားထားတဲ့လူငယ်တွေကို လူကြီးတွေကမြင်ဘာသာမဲ့တွေဆိုပြောတတ်ကြတယ်။မြန်မာနိုင်ငံရဲ့ community တွေကိုစစ်ဆိုးရနိုင်ငံရေးသမားတွေနဲ့လက်ရအုပ်စုတွေကပုံစံဖျက်ချင်တဲ့အခါမှာပါပါမဲ့တွေဘုရားတရားမသိတဲ့သူတွေမိဘကိုလည်းမသိဘူးပြန်သက်တဲ့ကောင်လေးဆိုတာမျိုးပြောတတ်ကြပါတယ်တစ်ဖက်ကလည်းဒီဒီချာချာကြည့်ရင်ဘာသာတရားကလုံးစော်လိုက်တဲ့ crusade စစ်ပွဲတွေမြန်မာနိုင်ငံကရိုဟင်ဂျာဂျီနိုဆိုက်အခြေအနေတွေကိုမြင်နိုင်တယ်လို့လက်ရှိစစ်ဆိုရကလည်းဘာသာရေးရုံချုံပြီးတော့အများအားလူတက်နေတာအိမ်တွင်မိသားစုတွေဖျက်ဆီးနေတာကိုတွေ့မြင်ရပါပဲ။ ။တပတ်ကငင်းချင်းရင်းနဲ့ဗရာဟိတကိုလုံနေတဲ့ဘာသားမဲ့တွေကိုကဘာကြီးကကဘာကြီးမှာအပေါင်းကြီးတွေ့ရနိုင်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့တာပါ။အလုံးဝဟဲ့တေဘုံမှာဖွင့်နေသူပြရမလားတေဘုံမှာသူကလေဒီကလေးလို့ပေါ့နော်အခုကနည်းနည်းလေး မကောက်ခေါင်းတော်တော်ကိုင်းနေတို့ပါကြတကယ်လို့သူကညနေ၄နာရီတက်မလာဘူးပေါ့နော်ဆိုလို့ရှိရင်ဟို A သွေးတို့ B သွေးတို့ O သွေးတို့ AB သွေးတို့တွေရာလေတစ်ခါပြန်ကြည့်ဘယ်တစ်ခုဝယ်ပြပြတစ်ခါပြန်ကြည့်ပြပါနော်ဒီနေ့သူကခဏနေရင်လည်းစာတင်ချိန်2ချိန်ဆက်တိုက်တင်ရမှာဆိုတော့လေစာတင်ချိန်ကဟိုလိုမျိုးတော့ကိုကိုကိုအကျိုးစီးပွားအတွက်တင်တော့မဟုတ်ပါဘူးဒီသူကတော့ဒီ parent ကိစ္စကြီးကြောင်းကြောင်းနေမှာတင်တာဖြစ်ပါတယ် ကိုကြီးကိုတော့မဟုတ်ပါဘူးအဲ့ဒါစာသင်ကြီးနဲ့ခံနေလို့လေးနာရီမပြီးမှဆိုလို့လည်းပါတယ်နောက်ပြီးသွားရင်လည်းခေါင်းရဲကိုင်းနေမဖတ်နိုင်မှဆိုလို့လေအဲ့ဒါလေးကြည့်ပေးကြပါအလုံးမတတာနော်